မော်စကိုမှာဂျားဖြတ်ဆီးရီးယားသမ္မတကိုပူတင်ဘာလို့တိုက်တဆိတ်ရှုတ်ဝက်တွေ့ဆုံခဲ့တာလေဆီးရီးယားဂျားဖြတ်သမ္မတအာမတ်အယ်ရှာရာနဲ့ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာမော်စကိုမှာပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့တာကိုရန်တာသတင်းမှာဖော်ပြထားပါတယ်မစ္စတာပူတင်ဟာသူ့ရဲ့မဟာမိတ်ဟောင်းဘာရှားအယ်အာဆတ်ရာထူးကဖြုတ်ချခံရပြီးနောက်ဆယ်လအကြာမှာအခုလိုဂျားဖြတ်သမ္မတတင်တဲ့ပထမဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်ဆွေးနွေးမှုအတွင်း ပူတင်ကရုရှားနဲ့ဆီးရီးယားနိုင်ငံအကြအထူးဆက်ဆံရေးအကြောင်းပြောကြားခဲ့ပါတယ်။ဆီးရီးယားဂျားဖြတ်သမ္မတရှာရာကလည်းရုရှားတို့ရဲ့ဆီးရီးယားကစစ်အခြေဆိုင်စခန်းတွေကိုဆက်လက်အသုံးပြုခွင့်ပေးသွားမယ်လို့အရေးအမို့ပြောဆိုခဲ့ပါတယ်။သမ္မတရှာရာအနေနဲ့မော်စကိုကိုထွက်ပြေးခိုလုံသွားတဲ့အာဆက်ကိုပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုပွဲရှိခဲ့ပါတယ်။ရှာရာနဲ့အာဆက်တို့ဟာဆီးရီးယားမှာနှစ်ပေါင်းများစွာသွေးထွက်တမ်းယူပြည်ရေးစစ်အတွင်ဆက်ကျင်ဘက်အင်အားစုတွေဖြစ်ခဲ့ကြပါတယ်။ပူတင်ဟာအာဆက်ကိုမပြိုလဲအောင်စစ်ရေးအင်အားသုံးကြောထောက်နောက်ခံပေးခဲ့တာဖြစ်ပါတယ်။ ရှာရာရဲ့လက်နက်ကိုင်အစ္စလာမစ်အဖွဲ့ဟာအာဆတ်ကိုယာထုကဖယ်ရှားနိုင်ခဲ့တဲ့သဘုံထိုးစစ်ကိုဥဆောင်ခဲ့သူဖြစ်ပါလိမ့်။ပြီးခဲ့တဲ့ဗိုလ်တော်ဦးနေ့ကတော့ရုရှားနဲ့ဆီးရီးယားခေါင်းဆောင်နှစ်ဦးဟာအထက်ကရန်ညိုးတွေကိုဖယ်ထားပြီးတော့လက်တွေ့ကျတဲ့အကျိုးစီးပွားကိုဦးစားပေးကာပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာဖြစ်ပါလိမ့်။ပူတင်ကလွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းကျွန်တော်တို့နိုင်ငံဟာအထူးဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ပါတယ်လို့ပြောပါလိမ့်။ ဆွေးနွေးပွဲအစီအစဉ်ဟာစိတ်ဝင်စားစရာကောင်းပြီးတော့အကျိုးရှိတဲ့လုပ်ငန်းစဉ်တွေအတော်လေးများပါတယ်လို့ပူတင်ကထပ်လောင်းပြောကြားပြီးရုရှားအနေနဲ့၎င်းတို့ကိုအရရာဖြည့်ဆည်းပေးဖို့လှုံ့ဆော်ရန်အသင့်ရှိကြောင်းပြောဆိုခဲ့ပါတယ်။တမရရှာရာကလည်းစီးရီးယားအနေနဲ့နိုင်ငံအားလုံးနဲ့ဆက်ဆံရေးကိုပြန်လည်ထူထောင်ဖို့ဆန္ဒရှိကြောင်းဒါပေမဲ့အဓိကအားဖြင့်ရုရှားနဲ့ဖြစ်တယ်လို့ပြောပါတယ်။ကျွန်တော်တို့ဟာစီးရီးယားရဲ့လွတ်လပ်ရေးအချုပ်အခြာအာဏာပိုင်ဆိုင်မှုနယ်မြေစည်းလုံးညီညွတ်မှုနဲ့လုံခြုံရေးတည်ငြိမ်မှုတွေအတွက်အခုလိုဆက်ဆံရေးပုံစံကိုနီးလန်းတဲ့နဲ့ပြန်လည်သတ်မှတ်ပြီးတော့ပြန်တည်ဆောက်ဖို့ကြိုးစားနေပါတယ်လို့ပြောကြားပါတယ်။ ရုရှားဟာဆီးရီးယားမြေထဲပင်လယ်ကမ်းရိုးတန်းကတာတော့စ်ရေတပ်စိတ်ကတ်နဲ့ဟာမင်းမင်စိတ်ဘက်လီဒါစကန်တို့ကိုဆက်လက်အသုံးပြုခွင့်လိုလားနေတာဖြစ်ပါတယ်။ရှာရာကလည်းနှစ်နိုင်ငံသမိုင်းတစ်လျှောက်ချုပ်ဆိုခဲ့တဲ့သဘောတူညီချက်အားလုံးကိုလေးစားလိုက်နာမယ်လို့ပြောဆိုကာခွင့်ပြုမယ်လို့ဆိုပါတယ်။တမရရှာရာဟာဆီးရီးယားမှာသူ့ရဲ့အာဏာကိုခိုင်မာအောင်နေဆက်လုံခြုံရေးကိုထိန်းနိုင်ဖို့နဲ့ရုရှားနဲ့စွန့်အင်နဲ့ရင်းနှီးမြှုပ်နှံမှုအကူအညီတွေရယူကာကြက်တဲနေသောစီးပွားရေးကိုပြန်ဆဲဖို့အကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်။ ရုရှားဝန်ကြီးတွေကလည်းဆီးရီးယားကိုစားတော့ကုန်နဲ့စေဝါတွေပို့ပေးဖို့အသင့်ရှိကြောင်းနဲ့ပျက်စီးနေတဲ့တအားပိဆက်ယုံတွေနဲ့တည်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေကိုပြန်ပြင်ပေးဖို့ကူညီရန်အသင့်ရှိကြောင်းပြောကြားခဲ့ပါတယ်။ဒါမှမဟုတ်အပြုံးတွေကြားမှာတင်းမာမှုတွေလည်းရှိနေကြပါတယ်။ဆီးရီးယားသတင်းရင်းမြစ်တွေအရရှာရာဟာအာဆတ်အားလွှဲပြောင်းပေးဖို့ရုရှားကိုပြောလိမ့်မယ်လို့ဆိုပါတယ်။လွှဲပြောင်းပေးခံရင်အာဆတ်ဟာစစ်ရာဇဝတ်မှုတွေအတွက်တရားရင်ဆိုင်ရနိုင်ပါတယ်။ဒါမှမဟုတ်ရုရှားဘက်ကဒါကိုသဘောတူဖို့ဖြစ်တိုင်ခြင်းမရှိပါဘူး။ တနင်္လာနေ့တုန်းကတော့ရုရှားနိုင်ငံခြားရေးဝန်ကြီးစာဂီလက်ဖ်ရိုက အာဆတ်နဲ့မိသားစုဟာအသက်အန္တရာယ်နဲ့ရေဆိုင်နေရတာကြောင့်ရုရှားကနိုင်ငံရေးခေလုံးကိုပေးခဲ့တာဖြစ်တယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဆီးရီးယားယာယီသမ္မတအာမတ်အယ်ရှာရာဟာရုရှားစစ်ခြေစိုက်စခန်းတွေနဲ့ပတ်သက်လို့ဆွေးနွေးဖို့အတွက်မော်စကိုမြို့တော်ကိုအောက်တိုဘာလ15ရက်ကရောက်ရှိလာကြောင်းရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်။ရုရှားသမ္မတယုံတာဝန်ရှိသူတွေကတော့သမ္မတအာမတ်အယ်ရှာရာဟာသမ္မတဗလာဒီမီယာပူတင်နဲ့တည်ထောင်တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီးတော့ ဆွေးနွေးပွဲဟာရုရှားစီးရီးယားဆက်ဆံရေးအတွက်အရန်အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်တယ်လို့ပြောဆိုထားကြောင်းလဲသတင်းတွေမှာဖော်ပြပါရယ်စီးရီးယားမှာအာဏာအပြောင်းလဲဖြစ်ပြီးနောက်ပိုင်းနှစ်နိုင်ငံခေါင်းဆောင်တွေပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့ရုရှားစစ်အခြေစိုက်စခန်းတွေရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးနိုင်တဲ့ဆွေးနွေးပွဲဖြစ်နိုင်တယ်လို့လဲရုရှားဆိုရသတင်းတွေကဖော်ပြပါရယ်လွတ်လပ်တဲ့ရုရှားသတင်းတွေနဲ့စီးရီးယားသတင်းတွေကတော့အာမက်အယ်ရှာရာဟာမော်စကိုမှာခိုးလုံနေထိုင်ခွင့်ပေးထားတဲ့အာနာရှင်သမ္မတဟောင်းအာဆက်နဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုလိုက်မယ်လို့ဖော်ပြနေပါရယ် ဆီးရီးယားနိုင်ငံမှာလွန်ခဲ့တဲ့ဆယ်နှစ်ကတမရဘရှားအယ်အာဆက်ကိုငြင်းချမ်းစွာစန့်ကျင်ဆန္ဒပြခဲ့ရာကလည်းပြည်တွင်းစစ်ကြီးတစ်ခုအထိဖြစ်သွားခဲ့ရပါတယ်။ဒီပဋိပက္ခကြီးကြောင့်လူ9သိန်းလောက်သေဆုံးခဲ့ရတယ်လို့မြို့ကြီးတွေလည်းထိခိုက်ပျက်စီးသွားခဲ့ပြီးတော့တခြားနိုင်ငံတွေစီလူတွေထွက်ပြေးခိုလုံခဲ့ကြရပါတယ်။ဆီးရီးယားစစ်ပွဲဘလို့စဖြစ်ခဲ့တာလဲ။2000ခုနှစ်မှာကယ်လွန်သွားခဲ့တဲ့ဖခင်ဟာဖတ်ရဲ့အရေးအယာကိုစက်ခံတဲ့တမရအာဆက်လက်အောင်မှာအလုံးလွတ်မဲ့တွေတိုးလာနေမှုအခက်ခဲလိုက်စားမှုများပြားနေမှုနိုင်ငံရေးလွတ်လပ်ခွင့်မရှိမှုတွေကြောင့်ဆီးရီးယားပြည်သူတော်တော်များများက ဒီပဋိပက္ခကြီးစာမဖြစ်ခင်ကတည်းကအစိုးရဘောမကြည်မနဲ့ဖြစ်နေကြတာပါအိနီးချင်းနိုင်ငံတွေမှာအာဏာရှင်အစိုးရတွေရဲ့ဖိနှိပ်မှုတွေကိုစတင်တော်လှန်လာကြတာကိုအားကြပြီးတော့2017ခုနှစ်မတ်လမှာဆီးရီးယားနိုင်ငံတောင်ပိုင်းဒီရာမြို့မှာဒီမိုကရေစီတောင်းဆိုဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ပါတယ်ဆန္ဒပြသူတွေကိုဆီးရီးယားအစိုးရကလူသေးချေကြရတဲ့အထိအင်အားသုံးချေမှုန်းခဲ့တဲ့အခါသမရအာဆန်နှုတ်ထွက်ပြီးဖို့နိုင်ငံတော်ဝန်တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွားလာခဲ့ပါတယ် ကန့်ကွက်ဆန္ဒပြမှုတွေနေရာနှံ့ပြန့်နှံ့လာတာနဲ့အမျှဖိနှိပ်ချိန်မုံမှုတွေကိုလည်းပိုတိုးလှုပ်လာခဲ့ပါတယ်။အတိုက်ခံတွေကိုအားပေးထောက်ခံသူတွေကလက်နက်ကင်ဆွဲလာခဲ့ကြပါတယ်။ပထမတော့သူတို့ကိုသူတို့ကာကွယ်ဖို့ဖြစ်ပေမဲ့နောက်ပိုင်းမှာတော့သူတို့ဒေသတွေမှာရှိတဲ့လုံခြုံရေးတပ်ဖွဲ့တွေကိုရှင်းလင်းဖို့လှုပ်လာခဲ့ကြပါတယ်။တမနာအာဆက်ကဒီစန့်ကျင်ဆန္ဒပြမှုတွေဟာတိုက်တပတ်ကအားပေးအားမြောက်နေတဲ့အကြမ်းဖက်မှုဖြစ်တယ်လို့ဆိုပြီးတော့အပြစ်သက်ချိန်မုံပစ်ဖို့အခိုင်အမာတန်တိုက်ထန်ချခဲ့ပါတယ်။အကြမ်းဖက်မှုတွေတတမှုမဟုတ်ချင်းမြစ်တက်လာခဲ့ရာခါနေစီးရီးယားနိုင်ငံမှာပြည်တွင်းစစ်အဖြစ်ပြောင်းသွားခဲ့ပါတယ်။ လက်နက်ကိုင်အုပ်စုတွေရာပေါင်းများစွာပေါ်ထွက်လာခဲ့ပြီးတော့တိမ်မကြခင်မှာပဲဒီပဋိပက္ခကြီးကစီးရီးယားအချင်းချင်းကြားတိုက်ခိုက်မှုဒါမှမဟုတ်သမရအာဆက်ကိုစန့်ကျင်တိုက်ခိုက်မှုထက်ပိုတဲ့ပဋိပက္ခကြီးဖြစ်လာခဲ့ပါတယ်။လက်နက်ကိုင်အုပ်စုတွေဘက်ကနေအင်အားကြီးနိုင်ငံတွေလည်းပါလာကြပြီးတော့ငွေကြေးလက်နက်နဲ့လူအားထောက်ပံ့တာတွေလှုပ်လာကြပါတယ်။ဒီလိုအခြေအနေတွေကလောင်းကနေပို့ဆိုးလာချိန်မှာ IS အစ္စလာမ်ရဲ့နိုင်ငံအဖွဲ့နဲ့အယ်ခိုင်ဒါတို့လိုဂျီဟတ်ဝါရီအစွန်းရောက်အဖွဲ့တွေကလည်းသူတို့ရည်ရွယ်ချက်နဲ့သူတို့ဒီပဋိပက္ခကြီးတဲ့ကိုဝင်ပါလာကြပါတယ်။ ဒါဟာတကယ်ချင်းချောက်မှုအန္တရာယ်ကြီးတစ်ခုဖြစ်တယ်လို့နိုင်ငံတကာအတိုင်းအဝိုင်းကြားမှာရှုံ့ပြန်ခဲ့ကြပြီးတော့စိုးရိမ်မှုတွေကြီးထွားလာခဲ့ပါတယ်။ကိုပိုင်အုပ်ချုပ်ခွင့်လိုချင်နေကြတဲ့ဆီးရီးယားကခတ်လူမျိုးတွေကလည်းတမနာအာဆက်ရဲ့တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်တာမျိုးအရင်ကမလုပ်ခဲ့ကြပါပေမဲ့ဒီပဋိပက္ခထဲမှာပုံစံတစ်မျိုးနဲ့ဝင်ပါလာခဲ့ကြပါတယ်။